မင်းဆက်ကလေဖွေးတို့အဲ့လက်ပံတို့ဒီရိုက်ဝင်ဖွေးအဲ့တော့ဆိုဖွေးကအသက်18 19ပဲရှိသေးတယ်ရှိရမှာမနော်အဲ့အချိန်မှာမင်းမင်းဆက်အသက်ကဘယ်လောက်တောင်ခဲ့ပြီလဲမသိဘူးသူကအမှားတွေကနောက်လိုက်ကြည့်နေရ တရားခွင်နောက်ွယ်မှာအမြဲရှိတယ်သူအမြဲကြည့်နေဟိုသူရမ်းလေးလာရတယ်ရမ်းကောင်းတယ်လို့ဘယ်လိုဒီကလေးလေးကလည်းလာတော့ကြည့်ရပေါ့နော်လာလာကြည့်ရသူကအသေးဆုံးဖြစ်နေတာအမှန်တရားဆောင်ဖြစ်နေဆိုပေမဲ့လည်းသူရင်ထဲမှာသူ writer sense လေးတွားတွေ့ရောသူတို့နဲ့ writer တယောက်ဖြစ်လာတယ်ကိုကိုရန်လည်းဟိုမင်းဆက်တဲ့နဲ့ patient တွေဖြစ်လာတယ်ပေါ့ပြုံးကြည့်လာတယ်ပေါ့ကိုရင်းနေတာကတော့အကြီးပေါ့နော်ဟုတ်တယ်ဟုတ်တယ်ကိုအမေနဲ့ဟုတ်တယ်ဟုတ်တယ် အမေတို့နဲ့ဆိုတော့ပို့ပို့ပြီးတော့ရေးကြီးများကိုရေးနေပါတယ်ခင်းနေတော့ကတ်စားတော့ပေါ့ဒီကသူသူကတော့ကိုပိုင်ဟိုဘယ်လိုခေါ်မလဲ brand တစ်ခုကိုတိဆောက်နေတဲ့အမှုပညာရှင်တွေမှာပါတယ်ပေါ့နော်အမှုပညာသမားတွေမှာပါတယ်ပေါ့ နောက်ပြီးတော့ဟိုဟာဥမျိုးမင်းပြောသွားသလိုပေါ့သူဝါသနာပါတာနဲ့သူဖြစ်ချင်တဲ့ဟာနဲ့သူတကယ်ကိုသူသူ့ရဲ့အဲဘယ်လိုပုံလဲသူအထွေထဲမှာရှိတဲ့လူပညာပေါ့သူကိုသူကိုသူကိုလည်းသူကိုလည်းမမြင်ဘူးလေအခြားလူတွေကမြင်တယ်ဆိုတော့အဲ့လိုမျိုးလူပညာရှင်တွေကလည်းပေါ့ရှားတယ်ပေါ့ဆိုတော့အဲ့လိုပါပဲဟိုကျွန်တော်ဆိုလို့ရှိရင်လည်းဟိုတချင်းဆိုဖို့ဟိုစူးစမ်းခဲ့ရင်လည်းဒါလူပညာဒီတရုတ်ဆောင်လမ်းကြောင်းမျိုးရောက်သွားတာဆိုတော့လူတွေကဆန္ဒနဲ့ဘဝနဲ့ ခါလေးကြာရင်မတူကြီးကြဘူးပေါ့နော်အဲအဲ့လိုမျိုးလူတွေကပို့ပြီးတော့ထူးထွန်သွားတာပုံများတယ်တေယုဆောင်လုံးမယ်ဆိုပြီးတော့လာပြီးတော့မှတေယုဆောင်ဖြစ်သွားတယ်ဆိုတာဒါနည်းဘယ်လိုခေါ်မလဲဆိုတော့ဒါကသမယိုးကြဆန်ဆိုတော့သူလည်းအဲ့လိုပုံစံမျိုးဖြစ်တဲ့အခါကျတော့ကျွန်တော်တို့အမှုပညာလောကကိုစတင်ပြီးတော့ခြေချခဲ့တဲ့ပုံစံနဲ့သွားတူနေတာလေးတွေတွေ့ရတဲ့အခါကျတော့သူရဲ့စူးစမ်းအားထုတ်မှုကိုလည်းအကုန်လုံးဝိုင်းဝန်းပြီးတော့ကျွန်တော်တို့ကပံ့ပိုးကျင်လာတဲ့ပါတယ်ပေါ့နော်အဲ့ဒါကြောင့် ော်ပွေးတဲ့ကျူလေးเนาะဆိုတော့ဆိုတော့ရောက်တဲ့စူးစားအဲ့တော့ကျတော့ကိုကိုလုတ်တဲ့ line อ่ะ underground မှာပဲဖြစ်တယ်မိဘတွေလည်းတိတ်သဘောမတူတဲ့ line မျိုးဖြစ်နေရောကြာဒီဒီတေးဥဆောင်အလုံးကြတော့ဟိုဟုတ်ဆိုတော့ဆိုတော့လုတ်ထပ်ပို့ပြီးတော့ပရိသတ်ကပို့လက်ခံတာပေါ့နော်ပို့လက်ခံရဲ့လက်ခံတော့ကို့ချစ်တဲ့လူတွေကဒီတယောက်ဆောင်ရောက်နေတဲ့ချစ်တာများကြတော့ဒီလုတ်ကိုပဲဆက်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 ပြီးတော့လုတ်ဖြစ်သွား ဒီကပရိသတ်ကပဲတွန်းတင်ပေးလိုက်တဲ့တဘောပရိသတ်ရဲ့မြစ်တာမြစ်တာရဲ့ကြောင့်ပဲမြစ်တာရဲ့အစွမ်းပေါ့မင်းဆက်ကလေဖွေးကိုအဲ့လက်ပံတို့ဒီရိုက်ခွင်ဖွေးအဲ့တော့ဆိုဖွေးကအသက်၈၉ပဲရှိသေးတယ်ရှိရမှာမနော်အဲ့အချိန်မှာမင်းမင်းဆက်အသက်ကဘယ်လောက်တောင်ခဲ့မလဲမသိဘူးသူကအမှားတွေကနောက်လိုက်ကြည့်မြား တရားခွင်နောက်ွယ်မှာအမြဲရှိတယ်သူအမြဲကြည့်နေဟိုသူရမ်းလေးလာအားရမ်းကောင်းတယ်လို့ဟိုဒီကလေးလေးရလို့လာတော့ကြည့်ရပေါ့နော်လာလာကြည့်ရသူကတရုတ်ဆောင်ဖြစ်နေတာအမှန်ဟိုဦးမင်းမင်းပြောရလို့ပေါ့ဒီသူကတရုတ်ဆောင်ဖြစ်နေတယ်ဆိုပေမဲ့လည်းသူရင်ထဲမှာသူ writer sense တွားတွေ့ရောဦးမင်းမင်းကသူ့ကိုလို့တင်တန်းနေတက်ဖို့ရပါတယ်အဲ့လိုချိန်ဆက်ပြီးတော့ထားပေးခဲ့တယ်ပေါ်တော့အဲ့မှာသူကျွန်တဲ့ driver တယောက်ဖြစ်လာတယ်။ကိုကိုရန်လည်းမင်းဆက်တဲ့ ဖက်ချင်သေးဖြစ်လာတယ်ပေါ့။ယုံကြည်လာတယ်ပေါ့။အကူကစီမီယာကောင်းမှာအကူကခုမင်းဆက်တစ်ကိုမှဆွဲရဆွဲတင်တာမဟုတ်ဘူး။ဒီခွေးတော့ငငယ်တော့ကလည်းအကူကစီမီယာကောင်းပြီးသားတယ်။ခွေးလိုမျိုးမင်းသမီးအစ်တလေးပေါ့နော်အဲ့တော့ကြာလက်ပံဆိုလဲကိုပြည်တီကခွေးကိုဟိုဆွတ်တွဲခေါ်ခဲ့။ကျမနေမှာမဟုတ်ဆိုလဲကိုကိုနေတော့ခွေးတွဲခေါ်ခဲ့။ကိုစီမီယာကောင်းနဲ့တွေ့ခဲ့ရပေါ့နော်။အဲ့လိုအကူဟုတ်အကူကအေးပေမဲ့တော့နောက်တယ်။အစစ်စစ်မထင်ထထနောက်တဲ့ဟာလေရဲကြီးရအဲ့လိုကိုက တယ်ကွာ။အဲ့ဒါတော့50ပိုင်းမှာဆိုရဲနောက်တယ်ကွာ။အော်ဥမာဟိုကျမကနေဒီပါမှာဥမာလေထားသခင်ကကားကြီးနဲ့ထွက်သွားလေအမခွန်းသားဥခွန်းသားလို့နောက်ကနေပြေးလိုက်ပြီးတော့မြင့်ဘွားကတနေ့ပိုင်စေးရမယ်ထားသခင်ဆိုပြောရမှာလေအဲ့တော့ကောရဟာသိမှာပြေးလိုက်လာကားနောက်ကပြေးလာပြီးကားတော့လို့ဒီမောင်လာရက်ပြီးရေတစ်ခွက်လောက်ရေလိုက်ရက်ပူလို့ပါကိုကြီးရေဝတ်နေရတာ ကိုရတော့အဲ့လိုပြောရမယ်ဆိုရင်ဒီဟိုအမှုပညာဟိုမန္တမကြီးပေါ့နော်ဒီအကိုတွေကိုအဲ့လိုဂျီယိုသေးသေးပဲဆက်ဆံတာများတယ်ဘယ်လိုပြောမှအဲ့လိုရှေးပုတ်ကောင်းပုတ်အဲ့လိုမျိုးတော့အကိုတွေတော့လုံးလိမ့်မရှိဘူးပေါ့နော်အဲ့တော့တကယ်စိတ်ထဲမှာအရင်ချစ်ချစ်ပါရဲ့အကိုတွေလေဟိုအဲ့လိုမျိုးပဲစစ်စစ်ကလေးနဲ့ချစ်တာအကိုရအကိုကလည်းအောင်ချစ်ကုန်ဒီနေ့ကတော့ဒီနေ့ကတော့ဒီနေ့ကတော့ ဟောဒီကတော့ဟာဘောဟာဘောအချိန်တို့တွဲမှာလဲသူကအောင်မြင်တယ်လို့ပြောရမှာပါဗျာကျူးစားအထောက်မှုကောင်းတယ်လူပညာရှင်တွေမှာပါတယ်ပေါ့အပြီးတော့ဒီအခက်အခက်ခဲတွေကိုရင်ဆိုင်ကြော်လွားခြင်းနဲ့စိတ်ရှိတယ်ကျွန်တော်အဲ့အဲ့တကယ်တမ်းဘယ်ဘယ်အလုပ်မဆိုဘောเนาะကျွန်တော်ကခက်ခဲမှုဆိုတာကတော့အောင်မြင်မှုကိုသွားတဲ့လမ်းအကြောင်းတစ်ခုပဲလေ အဲ့ဒီအခက်အခဲကိုမကြော်သေးရတော့အောင်မြင်မှုလည်းရပါမယ်။ဒီတော့အဲ့လိုမျိုးခက်ခဲတွေကိုကြော်လွားခြင်းနဲ့စိတ်ရှိတယ်ပေါ့။ဘလောက်ခက်ခဲခဲလုပ်မယ်။အဲ့လိုမျိုးပေါ့နော်။အချိန်ချင်းခါခါပေါ့မငင်းညူဘူးပေါ့နော်။ဟိုဘလောက်ပဲခက်ခဲနေပါသေး။ဥမာတစ်ခါကျစိတ်ကံစားမှုရဟိုဒီတေယုဆောင်တဲ့အပိုင်းမှာဟိုပတ်စတဲ့ခံစားမှုတွေနဲ့တစ်ခါကျရဲ့အမှုပညာကိုဖန်တီးရတာမျိုးရှိ။ဒါပေမဲ့အဲ professional နဲ့ personal ကိုခွဲပြီးတော့ဟိုလုံးလုံးတက်တဲ့အမှုပညာရှင်တယောက်ကိုမြင်ပါတယ်။ င်းနေတာကတော့အကြီးပေါ့နော်ဟုတ်တယ်ဟုတ်တယ်ကို့အမေလည်းဟုတ်တယ်ဟုတ်တယ်အမေတို့နဲ့ဆိုတော့ပို့ပို့ပြီးတော့ရင်းကြီးများကိုရင်းနေပါတယ်ရင်းနေချက်ချင်းရင်းနေတော့ကတ်စားပါပေါ့ကိုတို့တက်ဆိုမြင်ခင်တော့ဆိုဟိုအကြီးရပဲရင်းနေချက်ချင်းရဆိုတော့ဟိုကကိုကဘေးရကတ်စားမထဲရအောင်အကြီးရတော့ထင်ရတယ်လို့ပြောပါပါအမေတို့ကတော့ပုံသိမြင်နေတူတယ်ဟိုပါဘောဘယ်လိုခေါ်မလဲဆိုတော့ညာဘိုင်းနေရအမေတို့နဲ့ပဲနေဖြစ်တယ်ညာတို့ကသူက တော့ကိုရအဲ့လိုမျိုးပေါ်တော့ကိုကလေးစားတယ်ဥပမာကိုရင်းလေးစားပြီးကိုရင်းချစ်တဲ့လူတွေ့ပြီဆိုလို့ရှိရင်ကိုအဲ့လိုအော်ပါအဲ့လိုထဲမှာပါတယ်ဘူးပြိတ်တက်တည်းဆိုလဲလူချွေကြတော့ကိုရင်းတင်းတင်းဖတ်တဲ့လူရှိရဲဒါတော့ express လုပ်တဲ့ပုံရင်းမတူဘူးပေါ့နော်ကိုကကြောက်ကိုလေးစားတဲ့လူတွေ့လို့ရှိရင်ဝေးရနေပဲကိုကလှမ်းပြီးတော့လူလေးစားပြီးချစ်နေတဲ့လူမျိုးပေါ့ အဲ့လိုအကိုရေဆိုရဲပို့ပြီးတော့လေးစားလာတယ်ဒီအမှုပညာအလုံးနဲ့ဒီတက်ဝင်းဝဲကြောင့်ပြုတ်ရဲပြီးရင်ဒီအမှုပညာအလုံးနဲ့ဒီလောကကိုပြန်ကောင်းကျိုးပြုတ်ရဲပေါ့ဥပမာအကိုဆိုလို့ရှိရင်လည်းဒီဒီမာရန်ရှာရဲ့ရုပ်ရှင်စတူဒီယိုကြီးတွေအဲ့လိုအဲ့လိုမျိုးနှစ်ခုလောက်ပေါ့နော်ခုကဖြည်းဖြည်းနဲ့အကိုများ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 လာပြီပေါ့နော်အဲ့အားကြီးဆိုလည်းအကိုအရင်လေးစားရဲပေါ့နော် ို့ဒီမတက်မြဲရှင်ဇက်ကောက်ပေါ့နော်ကိုမစုံနာဆက်စင်းကြားတဲ့အမှုပညာမောင်မောင်တွေကပြန်ပြီးတော့စူးစမ်းကြမယ်အခုတော့မြဲရသေးဘူးဟုတ်တယ်ကျွန်တော်တို့ဒီစူးစမ်းကြမှာပေါ့နော်ဒီမတက်မရဆိုတဲ့ဇာကားကိုကြည့်ရှုတဲ့အချိန်မှာတူတူတန်တန်လေးဖြစ်အောင်စူးစမ်းကြမှာပေါ့အဲ့ဒါပေါ့